ဗီယက်နမ်ဖုံးတော်ကြီးထင်မင်းတွေ့ဦးဆောင်တဲ့တန်ဃာတော်တွေဟာဗီယက်နမ်နိုင်ငံကနေလာအိုထိုင်းနဲ့မြန်မာပြည်ကိုဖျက်ပြီးအိန္ဒိယနိုင်ငံဗိုဒ္ဓဂါယာအထိခြေလျင်ကြွချင်နေပါတယ်။မတ်လ၄ရက်နေ့မှာတော့မြန်မာနိုင်ငံထဲကိုကြွဖို့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုရောက်ခဲ့ပါတယ်။ဒါပေမဲ့ချစ်ကြည်ရဲ့တရားနာမှာအာဏာပိုင်တွေကခွင့်မပြုတော့တဲ့အတွက်ခရီးမဆက်နိုင်တော့ပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံမြောက်ပိုင်းချင်းတိုင်းကိုကြွချင်နေပါတယ်။ဖုံးတော်ကြီးထင်မင်းတွေ့ဟာပန်းတကူတင်ငန်း၃စုံနဲ့ပဲရောင်ရဲနေထိုင်တယ်လို့ ကျောင်းသင်ခန်းမှာမနေပဲတောတောင်ထဲမှာတည်တပင်ဝါတပင်အောက်မှာသတင်းသုံးပါတယ်။စွန်းကိုလည်းတနက်ပဲဖုံးပေးပြီးလမ်းလျှောက်တဲ့အခါဖဏတ်မရှိပါဘူး။ဗီယက်နမ်အခြေခံဥပဒေမှာလွတ်လပ်စွာကိုးကွယ်ယုံကြည်ရခွင့်ရှိတယ်လို့ပြဋ္ဌာန်းထားပေမဲ့သူ့ကိုဖုံးတော်ကြီးအဖြစ်အာဏာပိုင်တွေကအတိအမှတ်မပြုပါဘူး။ဖုံးတော်ကြီးထင်မင်းတွေဟာလွန်ခဲ့တဲ့6နှစ်လောက်ကတည်းကဗီယက်နမ်နိုင်ငံထဲမှာတမျိုးဝင်တမျိုးအတွက်ဒေသစာရေးကြွားချီခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာတော့လူတွေကသူ့ကိုတယ်လီဖုန်းတွေနဲ့မှတ်တမ်းတွေရယူပြီး YouTube ပါဝင် Internet လူမှုစာမျက်နှာတွေမှာဖြန့်ဝေခဲ့တဲ့အတွက်လူသိများထင်ရှားသွားပါတယ်။သူ့ရဲ့ကြင်ကြံနေထိုင်မှုဟာ VNN အစိုးရအတိမတ်ပြုထားတဲ့ဖုံးတော်ကြီးတွေ Christian သင်းအုပ်ဆရာတွေနဲ့မတူကွဲပြားနေတယ်လို့အမြင်ပေါ်လို့တဲ့ VNN သတင်းတောက်တယောက်က RFA VNN ဌာနကိုပြောပါတယ်။အစိုးရအတိမတ်ပြုဖုံးတော်ကြီးတွေသင်းအုပ်ဆရာတော်တွေကအလှူတွေကောက်ခံပြီးသူတို့ကိုကူးကွယ်တဲ့သူတွေကိုတကိုးပြားဒိတ်တွေလောကုတ္တရာအတွေးခေါ်တွေကိုပဲအဓိကဟောပြောပြီးကြင်ကြံခိုင်းတယ်လို့အဲ့ဒီသတင်းတောက်ကပြောပါတယ်။ ဖုံးတော်ကြီးထင်မင်းတွေရဲ့အကျင့်ကြံတွေကထင်သာမြင်သာရှိပြီးအစိုးရအတိမတ်ပြူရတဲ့ဖုံးတော်ကြီးတွေနဲ့ကွဲပြားခြားနားနေလို့လူတွေကသူ့ကိုကြီးညိုကိုးကွယ်လာကြတာလို့တုံငါလို့ဆိုတဲ့ဗီယက်နမ်ဖုံးတော်ကြီးတပါက RFA ကိုပြောပါတယ်။ဒါကြောင့်အစိုးရအတိမတ်ပြူရတဲ့ဗီယက်နမ်တန်ခါနာရီကအဖွဲ့ကဖုံးတော်ကြီးထင်မင်းတွေဟာဗုဒ္ဓဘာသာဖုံးကြီးမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့တယ်လို့သူ့ကိုတရီထားဖို့မထောက်ခံကြဖို့နဲ့ထောက်ခံရင်လူအဖွဲ့စီမှာမတီးမငိမ့်တွေဖြစ်မယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကိုညွှန်ကြားခဲ့ပါတယ် ဲ့ဒီနောက်2024ခုနှစ်ဇွန်လမှာသူသတင်းသုံးနေတဲ့နေရာကိုညတကောင်အချိန်အာနာပိုင်နေဝင်စီးနေပြီးသူနဲ့သူ့တပည့်တော်ကတွေကိုဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်2024နိုဝင်ဘာလမှာတော့ဖုန်းတော်ကြီးထင်မင်းတွေ့ဟာအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာအထိကြွချီမယ်လို့မိန့်ကြားခဲ့ပါတယ်ဘဝမှာဘလို့ကျင့်ကြံနေထိုင်ရမယ်ဆိုတာလမ်းပြတွင်တင်ခဲ့တဲ့ဗုဒ္ဓကိုကြည်ညိုပူဇော်ခြင်းနဲ့ဗုဒ္ဓကိုကျေးဇူးဆက်တဲ့အနေနဲ့ဗုဒ္ဓဂါယာအထိရောက်အောင်သွားမယ် ကဘာဘဝလူတွေလည်းဗုဒ္ဓရဲ့သွန်သင်ချက်တွေကိုသတိထားမိပြီးလိုက်နာကျင့်သုံးရင်ငြိမ်းချမ်းပျော်ရွှင်လာမယ်လို့မျှော်လင့်ပါတယ်လို့ဖုံးတော်ကြီးထင်မင်းတွေက RFA VNN ဌာနကိုမိန့်ပါတယ်။ဒါကြောင့်ဖုံးတော်ကြီးထင်မင်းတွေဟာ VNN ကနေလာအောင်နိုင်ငံကိုဖျက်ပြီးထိုင်းနိုင်ငံတဲကိုရောက်နေပါပြီ။မြန်မာပြည်မှာပြည်တွင်းဆက်အကြီးအကျယ်ဖြစ်နေလို့အန္တရာယ်များတဲ့အတွက်အဲ့ဒီကနေမကြွချီဖို့ရွှေဝါရောင်တန်ကားလှုပ်ရှားမှုမှာထင်ရှားတဲ့ဆရာတော်ဦးအိတ်သရိယာကပန်ကြားပါတယ်။မသွားဖို့လို့မြစ်တရက်ခန့်ကျင်တယ် ဘာလို့လို့ဆိုသိပ်ပြီးတော့အန်ဒီကြီးလုံးมาတယ်ဖျားသွုံးသူကလည်းဝင်ခွင့်မပေးပါဘူးတဲ့နောက်မဲဟောင်းဆောင်ဘက်ကသွားမယ်ဆိုလည်းပြည်နီဘက်ကဝင်မယ်ဆိုလို့ရှိရင်အမှန်တန်ခက်ပါတယ်ဒါချီလေးကဆိုရင်လည်းဒီပြည်ရုံးနဲ့ဟိုပြန်ပြီးတော့ဝင်မယ်အမှန်တန်ခက်တယ်ဘယ်နည်းပဲနေပဲဖြစ်ဖြစ်စကိုင်းကိုဖြတ်ကိုဖြတ်မှာစကိုင်းကနေပြီးတော့ဖြတ်ပြီးမှာဟိုကမိုးရီတဲ့ဝင်ရမှာဆိုတော့အဲ့မိုးရီဘက်မှာကလည်းအိန္ဒိယလက်နက်ကိုင်ဖွဲ့စည်းရလည်းရှိတယ်အဲ့မီဆိုးတွေကလည်း အဲ့ဒီယဟန်ဝိတ္တိဆိုလို့ရှိရင်အမြင်ကတဲ့ဥစ္စာတွေအရင်ကတည်းကရှိတယ်ဘူးလည်းရှိတယ်ဒီဘုဒ္ဓဘာသာဗမာဘုရားတပါးလျှောက်ပါတယ်ရှင်ဗျာမတော်ပါနဲ့လို့ဒိဋ္ဌရခံပါတယ်ဒါပေမဲ့ဘုန်းတော်ကြီးထင်မင်းတွေးတဲ့တပည့်တော်ကတွေဟာထိုင်းနိုင်ငံမဲဆောက်မြို့ကနေမြန်မာပြည်ကိုသွားခွင့်မရတဲ့အတွက်ခရီးလမ်းကြောင်းပြောင်းပြီးထိုင်းနိုင်ငံမြောက်ပိုင်းမဲဆိုင်မြို့ကိုဘတ်ကားနဲ့ကြွားချီနေပါပြီအဲ့ဒီကနေတစ်ဆင့်မြန်မာပြည်ဝင်ဖို့ကြိုးစားမယ်လို့ကနဦးတည်ထားပါတယ်ခင်ဗျာ